လက်ပန်းပြောသူတော်လန်ကလစ်ကားများအားလုံးပဲမင်္ဂလာပါခင်ဗျတော်လန်ရွှေကျူး channel လေးဖြစ်တဲ့ကလစ်ကား universe ရွှေကျူး channel လေးရနေပြီးတော့တဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့မှာတော့ကလစ်ကားတို့ကိုမျှဝေပေးစင်တာလေးကဆရာအချီရောရေးသားထားတဲ့မိတ်ဓာတ်ဟရဟာတာတကျရဲ့အပိုင်းစက်လေးဖြစ်တဲ့ဘိုင်း37လေးကိုမျှဝေပေးချင်ပါတယ် ပြန်လည်မြောက်ကိုခွင့်ပြုပါလို့လဲဆရာရဲ့သက်ဆိုင်သူအားလုံးထံမှာကျွန်တော်မေတ္တာရင်ခံခွင့်ပန်လိုက်ပါတယ်ခင်ဗျာကဲဒီဘိုင်းနဲ့နောက်တစ်ဘိုင်းဆိုရင်တော့ဒီစာအုပ်လေးကအဆုံးသတ်ပါပြီခင်ဗျာကဲ topic တာဒီဝမ်းလေးကိုစားလိုက်ကြစို့ဗျာ မတုံဆန်းပါနဲ့ဉာဏ်ကြီးရှင်ရဲ့လူပွားကိုဖြတ်တန်းနေသောလမ်းများစွာမှာအချိုးကွေများပြွန်တည်၍စုကလုံများလည်းသူပြောလာပါသည်ထိုးခက်ခဲထိုးစုကလုံများကိုဉာဏ်ပညာသည်ဟူသောတခုတည်းသောဘူရိုဇာနှင့်နင်းရှိဝင်ရောက်ပြန်မှတပါအခြားနည်းလမ်းမရှိပါဘီအေဒင်မတားမိစီရန်အတွက်အသွေးခေါ်ပညာရှင်ကော်ရီစင်တာရဲ့၌စကားသူကိုမတားမိစီမတားမိစီလိုပါသည် လိမ္မာယုံနဲ့ပညာမဟုတ်အသွင်းစိတ်တရံကို မြင်မကြည့်ပဲမျက်လုံးမိထားခြင်းဒီလေပညာမဟုတ်နှလုံးသားကိုယုံကြည်တာမှပညာပါကိုလံဘတ်ဒီမြေပုံမပါပဲကဘာသေးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တာပါတဲ့တို့ကြောင့်ဘဝတုဒ္ဒရန်အတွက်အတိညာဖွင့်ဖြို့၍ဘုဒ္ဓတာကျွယ်ဝအောင်မိမိကိုယ်ကိုမြဲပြည့်စုံပြောထောင်နေတင်ပါသည်အတိညာကိုဘာနဲ့ပြည့်စုံပြောထောင်မည်နည်း အနည်းစားဆုံးအလွယ်ကူဆုံးမှာစာဖတ်ခြင်းပင်ဖြစ်ပါသည်။နံပါတ်၁စင်နေနဲ့မှတ်ကြည့်လိုက်ရအောင်။၁စာဖတ်ပါ။၂စာတွေ့အသွေးမြင်များကိုလက်တွေ့ပြန်များနဲ့ရှင်တွဲအသုံးချပါ။၃၊ဒွန်းလာသောအဖြေတွေကိုမဆူထား၍တိုးတက်မှုဆောရုံမှုကိုသုံးသပ်ပါ။၄၊မိမိကိုယ်ကို အာမနာတမ်းဝေဖန်ပါ။တို့မှသာတိုးတက်သော အသိမြင်ကောင်းများတင့်ထန်ဝင်းရောက်ခါးစားလာမည်ဖြစ်ပါသည်။ထိုအခါ ထမ်းမြက်ခြင်းသည်သူ့လိုလိုရောက်လာမည်လိမ့်မည်ဖြစ်ပါသည်ထမ်းမြက်ခြင်းနှင့်သုံးခြင်းကိုထင်ရှားစေရန်ဥပမာပြပါဦးမည်ညံကြီးရှင်တစ်စူပါမားကတ်ကြီးတစ်ခုတွင်လေမယားနှင့်အဈေးဝယ်ပြီးထွက်လာကြသည်မိမကပစ္စည်းထုတ်ပို့နှင့်ကားစီသို့သွားရင်းယောက်ျားလိုသူဟာစူပါမားကတ်ကြီးမှကလေးများထားရန်အခန်းရှိမိမိတို့ကလေးကိုယူခိုင်းလိုက်သည်ယောက်ျားလိုသူကကလေးများအခန်းမှကလေးတဲ့သွန်းလေးကိုသွန်း၍ကားစီသို့ထွက်လာသည် မိမကလက်သွန်းလေးတဲ့ကလေးကိုကြည့်ရင်အလန့်တရားပြောသည်ဟမ်ကိုပါစီဒါကျမတို့ကလေးမှမဟုတ်ပဲမိမမင်းအဲ့လောက်မတုံးစမ်းပါနဲ့ကွာဒီလက်သွန်းလေးကိုကြည့်စမ်းတို့လဲတဲ့အများကြီးတစ်တယ်ကွာညံကိုတလွားချင်းသုံးဟိုင်းကောင်းလိုက်တဲ့အသွေးကလေးဆိုတာဘယ်ချိန်ပြန်မှုမွေပေါ့ဟုတ်ဘူးလားလက်ငင်းရမယ်လက်သွန်းလေးတဲ့ကိုအမီးရဆုပ်ခန့်လိုက်ချင်းပါပြီလေးစားပါသည်ကိုပါစီ ဉာဏ်ကြီးရှင်နှင့်မိသားစုတစ်ခုအကြောင်းဖြစ်ပါသည်ညီအိုနေကိုနှဦးနှင့်အမေကိုတဦးတည်းရဲ့ကြောင်လေးတစ်ကောင်ရဲ့ရှိသည်အကိုကြီးကအလောက်ကန်ကြိုးစားလောက်ကန်တဲ့ဖြင့်အောင်မြင်သောစီးပွားရေးသမားတဦးဖြစ်လေသည်သူဒီသူ့မိခင်ကိုရှင်းပြလို့လို့သူ့ဤကြောင်လေးကိုလည်းတင်မတက်ချစ်သည်သူညီကတော့သူနင်းဆန့်ကျင်ဘက်ပေါ်ပေါ်နေပေါ်ပေါ်စားတမဒီနေ့အကူကအစည်းအဝေးကိစ္စအတွက်မလွဲတာမရှောင်တာမန္တလေးသို့ခရီးထွက်ရမည်ဖြစ်ပါသည် ညီပြည့်သူအားခေါ်၍မာကြနေသည်ညီလေးညီလေးလည်းမငယ်တော့ဘူးခလေးလိုလုံမနေနဲ့အကူမန်းကလေးကို၃ရက်ခီးထွက်ရမယ်ဒီ၃ရက်တွင်မှအမေကိုတည်တည်ချာချာကြိုးဆိုင်ပါအမေရဲ့တိတ်နေကောင်းတာမဟုတ်ဘူးအကူကြောင်လေးရှူပါကိုလည်းအစာလေးပါလေးကျွေးအကူကြီးစိတ်ချပါရစေကွာစိတ်ချပါကိုရဲ့အိမ်မှာအိမ်ရောအမေရောကြောင်လေးပါကျွန်တော်တည်တည်ချာချာစောင့်ရှောက်ထားပါမယ် အကိုဖြစ်သူကနားဆန်တည်တည်နဲ့ခရီးကိုထွက်သွားသည်မင်္ဂလိတို့ရရချင်းအလောက်ကိစ္စရမပြီးသေး၍အိမ်ကိုအဆက်အသွယ်မလုပ်နိုင်သည်နောက်တစ်နေ့မှအလုံးအနှဲငယ်အားရသဖြင့်အိမ်ကိုဖုံးဆက်၍ညီဖြစ်သူကအကျိုးကြောင့်မရတော့သည်ညီလေးအိမ်မှာအားလုံးအဆင်ပြေရလားအမ်အဆင်တော့ပြေပါတယ်အခုကြောင်လေးရှူပါရောနေကောင်းရလားအစာရောကျွေးရလားကြောင်လေးရှူပါတော့တိုက်ခေါမှုပေါ်ပြုတ်ကြတက်ဆောင်ရင်ပြုတ်ကြလို့တေသွားပြီး ဟာကွာမင်းအဲ့လိုကြီးဒဲလိုကြီးပြောချလိုက်ရလားမင်းကွာငါကြောင်လေးကိုဘလောက်ရှိတယ်ဆိုတာမင်းသိရတာနဲ့အမှန်တော့တကယ်တည်သွားပြီဆိုတော့အခုစေချမ်းသာကိုဖြည်းဖြည်းချင်းပြောပြီးအတိပေးတဲ့လေကွာဟာညီလေးရာအခုဟက်ထီသွားပြီကွာစကားဆိုတာအဲ့လိုမပြောရဘူးကွာဟမ်ဘယ်လိုပြောရမလဲဥမာကွာငါပထမတစ်ခါပုံစံရင်ကြောင်လေးရွှေပါတော့တိုက်ခေါမှုပေါ်တက်စော်ပြီးပြန်မစင်းနိုင်လို့တညောင်ညောင်နဲ့អော်နေပါကွာ ါပေမဲ့အကိုစိတ်မပူပါနဲ့ကျွန်တော်မိသက်ကယ်ဆယ်ရေးသမားတွေကိုအကူအညီတောင်းထားလို့သူတို့လေကားထောင်ပြီးကယ်ဆယ်ရေးဆလုပ်နေပါပြီပေါ့အခုစိတ်ပြပြနဲ့အလုပ်လုပ်ပြီးမှကျွန်တော်ဖုန်းပြန်ဆက်လိုက်မယ်ပေါ့ Okay ဒုတိယချိန်ငါဖုန်းဆက်တော့မှကျွန်တော်တို့အစွမ်းကုန်ခဲ့ကြပါပဲကြောင်လေးကမတော်တဆတိုက်ခေါင်မှုပေါ်ပြုတ်ကြပါရယ်ပေါ့ဒါပေမဲ့စိတ်မပူပါနဲ့တိတ်ဆန်စေကူဌာနကိုပို့ထားရယ်ပေါ့ကွာဆရာဝန်ကြီးတွေကလည်းဂယုတဆိုင်နဲ့အရေးပေါ်ကုသပေးနေရယ်ပေါ့ကွာအခုစိတ်မပူပါနဲ့မကြခင်အခုအချစ်တော်ကြောင်လေး ရှူပါအကောင်းပဲဂတိပြန်ဖြစ်လာမှာပါပြီးတော့မှငါတတိယအကျင့်အကျိုးကြောင့်မေးတော့မှကျွန်တော်တို့ဘလို့ခေလောက်ဂယူးဆိုင်ကယ်ဆယ်ပေးမယ်ကံမကောင်းတဲ့ရှူပါလေးကဘုရားသခင်ရဲ့လူတော်တိုင်းအိဆက်အနာယူသွားပါပြီအကိုနဲ့သူထတ်တူစိတ်နှလုံးညှိုးချုံရပါတယ်ဘာညာတိုင်ကပေါ့ကွာဒီလိုဖြည်းဖြည်းချင်းအတိပေးတဲ့နဲ့ကွဒီလိုဆိုရင်ငါမှလည်းဝမ်းနေဖို့အတွက်ကြိုးတင်ပြင်ဆင်ခြင်းရတာပေါ့ခံစားမှုတတ်တာရတာပေါ့ကွာနောက်မှထာကြလား ဝမ်းနေစရာစကားဆိုရင်ဘူးလုံးနာမထွင်ပြောမချဘူးကွာတပြေးချင်းတဆင့်ပြီးတဆင့်အတိပေးရမယ်ဟုတ်ရဲ့ကူကျွန်တော်မှတ်သားထားပါမယ်အေးကောင်းပါလေကွာဒါနဲ့မင်းမရောနေကောင်းရလားညီလေးရဲ့ညီဖြစ်သူတချမ်းတော့စိတ်သွားသည်ပြီးမှတူတူဆဆနဲ့ပြောသည်မင်းမလားတိုက်ခံလို့တော့တက်ပြီးပြန်မစင်းတတ်တော့လို့တညောင်ညောင်နဲ့អော်နေတယ်ကဲ ဘေးချက်ချင်းတက်တော့ဉာဏ်ကြီးရှင်ပါလေထို့သို့သောပါရရှင်ပါရမီရှင်မျိုးကိုလည်းအတူယူတက်ပါသည်ဉာဏ်ကြီးရှင်တို့ကြောင်းကြောင်းဤနှုတ်ဆက်ညသာစားပွဲကို ဟောတယ်ကြီးမြက်ခင်းပြင်တွင်ပျော်ရွှင်စွာကျင်းပပြုလုပ်နေ၏ဆရာများနှင့်ကျောင်းသူကျောင်းသားများအထူးပျော်ရွှင်နေကြသည်ဘောင်မောက်ခါချုပ်ဤဇနီးကဟိုတယ်မှတည်ခင်းသောဇွမ်းကိုမျက်စိကြနေသည်ဇွမ်းမှာစတိအစ်စ်နှင့် ဖြစ်၍ထူးထူးထဲထဲရှိလာပြီးမဟာစန္ဒီဒီဇိုင်းလည်းပေါ်ထားသောကြောင့်ပို၍ရှင်းရှင်းဖြစ်နေသည်။ဘာမောခါချုပ်နာနာကဲ၍တီထိုးပြောလိုက်သည်။ပပကြီးအဲစတီဇွန်တချောင်းလောက်ကျမလူရင်နဲ့ရအောင်ယူပေးပါ။ဘာမောခါချုပ်ကစိတ်ရှုပ်သွားပြီးဟာကျောင်းသူကျောင်းသားတွေဆရာဆရာမတွေအများကြီးပဲကွတီးသွားရင်မကောင်းဘူး။ဟိုးသူတို့လုံးနဲ့သူတို့ ကိုလုံးနဲ့ကိုရှုံနေကြတာတိမောင်မဟုတ်ပါဘူးယူပြီးဒါပဲပါမောခါကျိုးကဘလို့သားတာမရတဲ့အခါနဘေးမှာရှိတဲ့ဒုတိယပါမောခါကျိုးကက်၍အမိပေးလိုက်သည်ဒုတိယပါမောခါကျိုးကျုပ်အတွက်ကျုပ်အတွက်အဲဇွန်လီတချောင်းလောက်အမတ်တရယူခဲ့ပေးစမ်းပါအမတ်တရသဘောပေါ်ဗျာဟဲဟဲဟဲလောက်မနေနဲ့ကိုလူလိုချင်ကိုဘာသာကိုရအောင်ယူကျုပ်အတွက်တကူယူပြီးဘောပနဲ့ထဲမှာတော့ဝတ်ထားပြီးပြီကဲ ပေါမောခါချုပ်ကြီးစိတ်ညစ်သွားသည်ခဏနေတော့မှပေါမောခါချုပ်ကြီးမတ်တရက်ပြီးအားလုံးအာယုံဆိုင်အောင်လက်ခုပ်တီးပြီးခေါ်လိုက်သည်ကဲအားလုံးကြည့်ကြပါအခုလိုပျော်ရွှင်ပွဲကောင်းတဲ့ညစာစားပွဲအခါတမယာလေးမှာပို့ပြီးအမတ်တရဖြစ်သွားအောင်အစီအစဉ်တစ်ခုထပ်တိုးပါမယ်ဒါကတော့ပပကြီးရဲ့မျက်လက်လက်လက်ပစ္စလက်အစီအစဉ်ပဲဖြစ်ပါတယ်အားလုံးလက်ခုပ်တီးကြပါခင်ဗျဟေး ဆရာဆရာမများနဲ့တောင်းသူကျောင်းသားများကပျော်ရွှင်စွာလက်ခေါင်းမို့လက်ခုပ်တီးကြသည်ကဲယခုပပကြီးပြမဲ့ပညာကတော့ယောနဲ့စွန်းနဲ့တဝိုင်းမှာကြော်ကြားလာတယ်ဆိုတဲ့ဘစ်စလက်ပညာပဲဖြစ်ပါတယ်။ဒီမှာကြည့်စမ်းဟော်ဒီမှာတက်မဲ့စတီးစွန်းလေးတစ်ချောင်းဒါတပည့်တို့ဆရာမတို့စားခဲ့တဲ့ဒီဟိုတယ်ကတဲ့ခင်းကျွေးမွေးခဲ့တဲ့တာမန်စတီးစွန်းလေးတစ်ချောင်းပါပဲ။ကဲမျက်စိမမိန်နဲ့ က်တောင်မခန့်တဲ့သေးသေးချာချာလေးမြင်အောင်ကြည့်နော်ဒီစသင်းစွန်းလေးကိုဒီမှာကြည့်စမ်းပပကြီးရဲ့အိတ်ထောင်လေးကိုထည့်လိုက်မယ်ဟဲ့ရှလောင်ကဲမြောက်သွားပြီဒီစသင်းစွန်းလေးပယ်ရောက်ပါလေပပကြီးရဲ့အိတ်ထောင်လေးကနေပြတ်သွားပြီးတော့ဒုတိယပါမောင်ခါချုပ်ရဲ့ဘုဗနဲ့ထဲကိုရောက်သွားပါပြီခမညာဒုတိယပါမောင်ခါချုပ်ခမညာဖနက်ကိုဖြီးပြလိုက်ပါဒုတိယပါမောင်ခါချုပ်ကလေပါမောင်ခါချုပ်ကြီးကိုမကြည့်ကြည့် နဲ့ကြည့်ပြီးတော့ဖနက်ကျူကိုမဖြေပြခြင်းပဲဖြေပြလဲရသည်ကဲဘလောက်ညံရင်ညံသေးကောင်းတဲ့ထို့သူသောညံရင်မျိုးကိုလည်းညံကြီးရှင်လို့ခေါ်ထိုက်ပါပြီခေါ်လဲခေါ်ထိုက်ပါပြီထို့သူသောညံရင်ညံသေးမျိုးသည်မွေးရပါပါခဲ့သလားကျွန်တော်တခွန်းနဲ့ဖြေပါမည်နိုးပါစင်သာတွေးခေါ်ခြင်းမိမိကိုယ်ကိုထမ်းမြအောင်တွေးထားခြင်းတို့ကြောင့်ဖြစ်လာသောအရေးချင်းများဖြစ်ပါသည် ဉာဏ်ကြီးရှင်သည်ပါရမီကြောင့်ဖြစ်လာသည်မဟုတ်ကံကောင်း၍ဖြစ်လာခြင်းလည်းမဟုတ်မတော်တဆတိုက်ဆိုင်၍ဖြစ်လာခြင်းလည်းမဟုတ်မိမိကိုယ်ကိုဖြည့်ဆည်းရင်းသွေးရင်းကနေပြီးတော့စိတ်မွေးရင်းမှဖြစ်ပေါ်လာခြင်းဖြစ်ပါသည် လူတိုင်းသည်ကြိုးစားပါကဉာဏ်ကြီးရှင်ဖြစ်နိုင်သည်ကြီးတာဖြစ်ပါသည်တို့မြဆူကြတော့အသိဉာဏ်ရပါက လူဘဝဖြတ်တန်းရလမ်းကြောင်းတွင်ဘာဆူညောင်းခလုတ်ကိုမှတွေ့ရမှာပူရတော့မြည်နီဒါတော့ကျွန်တော် စာဝေးနောက်ဆုံးသင်ခန်းစာဖြစ်ပါသည်ဤခန်းကိုတည်တည်ချာချာကြာကြာနာနာဖတ်ပါမှတ်ပါလို့တိုက်တွင်းစင်တိုက်တွင်းချင်ပါသည်ကဲဒါလေးပြင်တော့နောက်ထပ်တပုတ်ဒါတည်သူဆိုရင်တော့ဒီစာအုပ်လေးကအဆုံးသတ်ပြီပေါ့ဗျာကဲ คลิกการတော့ညံကြီးရှင်သုံးပါတယ်อ่ะဘတ်တူကိုတဘောကြတယ်ဘတ်တူရဲ့ညံရင်ကိုဖူပြီးတဘောကြလဲဗျာโอเคတို့တော့နဲ့တူအချိန်ပေးပြီးတော့ లై ပါနားစင်คลิปပြခဲ့ရတဲ့ Dolan Clinger ဒူးကြချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်လည်းအတန်နိုင်ဆုံးတော့တီတီတန်တန်လေးနဲ့ရုပ်ဖတ်မျှဝေပေးသွားပါတယ်ခင်ဗျာကလေးပံမျိုးသူဒေါ်လန်ကလစ်ခါများအားလုံးပဲတဘာဝတရားရဲ့ဘေးအနေအဆိုးတွေအာနာယူတဲ့ ဖတ်စစ်မိစားကောင်ရဲ့ဒီကြောင်ရဲ့အန်နေဇူကနေပြီးတော့လွတ်ကင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခမဟုတ်ကဲ့တော်လန်နေစေနေ့ရများပါခမလုံးမခံနဲ့တုံပြန်အန်တုတွန်းလန်ဖတ်စစ်တန်း